အားလုံးပဲမင်္ဂလာပါခင်ဗျာယခုကျွန်တော်ရှင်းပြပေးသွားမယ့်သင်ခန်းစာကတော့ CNC programming နဲ့ပတ်သက်တဲ့ကတ်ကံရဲ့အကြောင်းကိုရှင်းပြပေးသွားဖြစ်ပါတယ်။ဟောဒီပထမဆုံးအနေနဲ့ကျွန်တော်ဒီကတ်ကံကိုမိတ်ဆက်ပေးရမယ်ဆိုရင်ဒီကတ်ကံဆိုတဲ့စကားလုံးကရေတော့ဒါနှစ်ခုပေါ့နော်နှစ်ခု CAD ရဲ့ CAM ရဲ့နော်စကားလုံးနှစ်ခုကိုဒါပေါင်းပြီးတော့ကျွန်တော်ဒီအလွယ်သုံးလုံးခေါ်ကြတာဖြစ်ပါတယ်။ကတ်ကံဆိုပြီးတွဲခေါ်ကြတာဖြစ်ပါတယ်။ပထမတစ်ခုကျွန်တော် CAD ကတ်နော် CAD CAD အပိုင်းဒီဒါကတ်ဆိုတာ CAD ွန်ပျူတာ aided design နော်သူ့ရဲ့အထိပ္ပာယ်ကဒါကွန်ပျူတာအသုံးပြုပြီးတော့ကျွန်တော်ဒီ design နဲ့ရေးဆွဲဖန်တီးရတဲ့ဖန်တီးခြင်းကိုဆိုလိုတာဖြစ်ပါတယ်ဒီ design ရေးဆွဲတဲ့နေရာမှာဒါ 2D design တွေလည်းပါမယ်ပြီးရင်ဒီ solid shape ရှိတဲ့ဒါ 3D ပုံတွေလည်းပါမှာဖြစ်ပါတယ်ဒီ 2D 3D design ရေးဆွဲခြင်းကိုကျွန်တော်ဒီ cut လို့ခေါ်တာဖြစ်ပါတယ်နော်ဒီ design model ကိုဒါ cut cut model လို့လည်းခေါ်လို့ခေါ်လို့ရပါတယ်နောက်တစ်ခုကကျွန်တော်ဒီဒုတိယတစ်ပိုင်းပေါ့နော် CAM ပေါ့နော် CAM ဒီ computer aided manufacturing ဒါသူကသူဟိုပေါ့ဒီ production ဘိုင်းဘက်ကိုရောက်သွားပါပြီဒီ manufacturer ဒီ product တွေကိုထုတ်လုပ်ဖို့အတွက်ဒါလုံဆောင်တဲ့အပိုင်းဖြစ်ပါတယ်ဒီဘယ်လိုလုပ်ရလဲဆိုရင်ကျွန်တော်ဒီရှေ့မှာကျွန်တော်ဒီ cut design ပေါ့နော် cut design ကိုဒီ CNC ဆက်နဲ့ခုတ်စားဖို့အတွက်ပေါ့နော်လိုအပ်တဲ့ program ဘိုင်းထုတ်လုပ်ရတဲ့အပိုင်းဖြစ်ပါတယ်ဒီ program ဘိုင်းထုတ်တဲ့နေရာမှာဒီရေးဆွဲထားတဲ့ 2D 3D design ကိုခြေခံပြီးတော့အဲ့ design ပေါ်မှာပဲ တူးသွားမဲ့လမ်းကြောင်းတွေပေါ့နော်ရွေးချယ်ပေးရတယ်ပြီးရင်ကနင်းပါရာမီတာတွေဖြစ်ပေးရတာဖြစ်ပါတယ်အလိုမျိုးဒီတူးပတ်တွေရွေးချယ်သတ်မှတ်ပြီးတော့ဒါ program ကိုထုတ်ပေးရတာဖြစ်ပါတယ်ဒီမျိုး program ရတဲ့အထိလုံဆောင်ရတဲ့ဘဏ်ကိုဒါ can operation ပေါ့နော်ဒါ can လုပ်ငန်းစဉ်လို့ခေါ်တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီ can ဘိုင်းဒီတကယ်တော့ကျွန်တော်ဒီ design ရေးဆွဲတာမျိုးမဟုတ်ဘူးဒီတူးပတ်ထုတ်ဖို့အတွက်နော်အဓိကတော့တို့ဒီ manufacturing ဘိုင်းပေါ့နော်ဒီ product ခုရရှိဖို့အတွက်လုံဆောင်ရတဲ့ဘိုင်းဖြစ်ပါတယ်နော်ဆောင်ရွက်ရတဲ့လုပ်ငန်းစဉ်ကိုဆိုလိုတာဖြစ်ပါတယ် အဲ့တော့ကျွန်တော်ဒီကက်ကန်ရဲ့အတိတ်ပဲကိုပြန်ပြီးတော့ဒါအလွယ်ပြောင်းမယ်ဆိုရင်ဒါမိမိလိုချင်တဲ့ PC ကိုကွန်ပျူတာဖြင့်ဒီဇိုင်းရေးဆွဲရတယ်ပြီးရင်အဲ့ဒီဒီဇိုင်းကိုအဲ CNC ဆက်မှာကုန်စားနိုင်ဖို့အတွက်ပေါ့နော်ဒီလိုအပ်တဲ့ဒီဒီဇိုင်းပေါ်မှာမူတည်ပြီးတော့ဒါလိုအပ်တဲ့ဒီ program file ဒါထုတ်ပေးရတာကိုဆိုလိုတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီကက်ကန်လို့ခေါ်တာဖြစ်တယ်ဒီဇိုင်းဆွဲပြီးတော့ဒါ program ထုတ်ဖို့လုပ်ဆောင်တဲ့လုပ်ငန်းစဉ်တွေကိုဒါကက်ကန်လို့ခေါ်တာဖြစ်ပါတယ်ဟုတ်ကဲ့ခုဒီဘက်မှာတော့ကျွန်တော်ဗာဆက်ပြပေးမယ်လို့ဆိုရင်ဒီ လက်ကံလုပ်ငန်းစဉ်နဲ့ပတ်သက်ပြီးတော့ဒါတစင်ရင်းစီပေါ့နော်ပထမဆုံးဘာလုပ်ရမလဲဆိုရင်ဒါနံပါတ်1အနေနဲ့ကျွန်တော်တို့ဒီ cap ပေါ့နော် cap ဆိုတာကတော့ဒါ create 3 model နော် design model creation ပေါ့နော်အခုဒီမှာတော့ကျွန်တော်တို့ဒါ 3D ပုံပေါ့နော်တကယ်လို့ဒီနေရာမှာ 2D ပုံကြီးဆွဲလဲကြရတယ်ဒါ 2D 3D model ဖန်တီးတဲ့ပိုင်းကိုဒါ cap လို့ခေါ်တာဖြစ်ပါတယ်ဟုတ်ပြီအခုဒီပုံကတော့ဒါကျွန်တော်တို့ဒီလိုချင်တဲ့ပစ္စည်း product ရဲ့ပုံပေါ့နော်ဒါ target model ပေါ့နော် target product တစ်ခုရဲ့ design ဖြစ်ပါတယ်နော် target design ော်ဒီပုံစံတိုင်းကိုကျွန်တော်ထုတ်ချင်တယ်ထုတ်ချင်တာဖြစ်တဲ့အတွက်အဲ့ဒီပုံစံကိုပထမဆုံးကျွန်တော်ဒီကက်ဆော့ဝဲပေါ့နော်ကွန်ပျူတာဒီကက်ဆော့ဝဲတစ်ခုထဲမှာဒါရေးဆွဲရတာဖြစ်ပါတယ်ဟုတ်ပြီအဲ့လိုမျိုးရေးဆွဲပြီးပြီဆိုရင်ဒီပစ္စည်းကိုပဲကျွန်တော်တကယ် CNC ဆက်မှာစားတဲ့ခါမှာပေါ့နော်ဒီပစ္စည်းပုံစံတိုင်းရရှိအောင်စားဖို့အတွက်တူးကဒီတူးကပေါ့နော်ကက်တင်တူးကဘယ်နေရာနေစားရမလဲဆိုရဲအပိုင်းတွေဦးဒါရွေးချယ်တာဖြစ်ပါတယ်ဥပမာဒီပုံဆိုရင်ဟုတ်ဒီဘေးဆိုရင်မအဝိုက်လေးရှိမယ်ငါဘေးတိုင်းသွားမယ်ဒီဘေးကနေပတ်စားမယ်ပေါ့နော် ဘန်ပတ်စာရင်ပြီးရင်အလဲမားကြီးအပေါက်ပုံစံတွေရှိမယ်ပြီးတော့ဒီမှာဆလော့မြောင်းပုံစံမျိုးတွေဒီပေါက်ကပ်ပုံစံတွေရှိမယ်နောက်ထပ်ကျွန်တော်ဒီမှာအပေါက်ဒွေထိုးတဲ့အပိုင်းတွေပေါ့နော်ဒွေ operation တွေရှိမယ်အဲ့လိုမျိုးဒီ operation မျိုးစားတွေရွေးချယ်ပေးရမယ်ဒါ2ပတ်တွေထုတ်ရမယ်ဘင်ကတ်တင်းပါရာမီတာတွေဒါသတ်မှတ်ပြင်ဆင်ပေးရတာရှိပါမယ်ခုဒါဆိုရင်ဒါအဲ့လိုမျိုးဒီ operation မျိုးစားတွေရွေးပြီးတော့ဒါလုံဆောင်ထားတာဖြစ်ပါတယ်နောက်ဒါဆိုရင်ဒီအပြာ line တွေဒီဒါ2ပတ်လေးတွေဖြစ်ပါတယ်ဒီ2ပတ်ဆိုတာကတော့ဒါတူးသွားမဲ့လမ်းကြောင်းကိုဆူလို့လာ ဖြစ်ပါတယ် ဒီကကျွန်တော်ဒီတူးသွားမဲ့လမ်းကြောင်းပုံစံလေးတွေပေါ်ပြရတာဖြစ်ပါတယ်ဒါဒီဒါကန် operation ထဲမှာပါပါပါတာဖြစ်ပါတယ်နောက်တစ်ခုကကျွန်တော်ဒီလိုမျိုးဒီတူးပတ်တွေထုတ်ပေးပြီဆိုရင်အဲ့ဒီတူးပတ်တွေမှန်မှန်မှန်ပေါ့နော်မှန်မှန်မှန်တော့မဟုတ်ဘူးပေါ့နော်ကျွန်တော်ဒီပေါ့မြင်တာအောင်လို့ visualization simulation လုပ်ကြည့်ရတာဖြစ်ပါတယ်ဒီတူးပတ်လမ်းကြောင်းတွေအတိုင်းပဲတကယ်ဆက်စားတဲ့ပုံစံကိုကျွန်တော်ဒီ software ထဲမှာပေါ့နော်ဒီ can software ထဲမှာမြင်ကျင်နေဆိုရင်ကျွန်တော်ဒီ simulation လုပ်ကြည့်ရတာဖြစ်ပါတယ်အခုဒါကတော့ကျွန်တော်ဒီ ီပစ္စည်းကိုရဖို့အတွက်ဒါထုတ်ထားတဲ့ဒါတူပတ်လမ်းကြောင်းတွေပေါ့နော်ဒီလမ်းကြောင်းတွေကိုထုတ်ထားတဲ့လမ်းကြောင်းတွေကိုဒါ run ကြည့်တာဖြစ်ပါတယ် software ထဲမှာပဲဆက်စားတဲ့ပုံစံမျိုးဖြစ်အောင်ဒါ simulator နဲ့ဒါ run ကြည့်တာဖြစ်တယ်တကယ်တမ်းဒါ run သွားတာဒီပုံစံတိုင်းရတယ်ပေါ့နော်ဒါဒီကျွန်တော်လိုချင်တဲ့အပေါ်ကဒါ 3D model အတိုင်းပဲရတာဖြစ်ပါတယ်အဲ့တော့ဒီပုံစံဒါအမှန်ပြီပေါ့နော် မှန်ပြီဒါ two two pad တွေပေါ့ဒါပြန်ပြီးဆိုဒါပြန်ပြင်စရာလည်းမလိုဘူးပေါ့နော် okay ပြီဆိုရင်ကျွန်တော်တို့ကဘာဆက်လုပ်ရမလဲဆိုရင် edit file ပေါ့နော်ဒီရေးဆွဲထားတဲ့ဒီ can operation လုပ်ငန်း file ကိုဒါဆေးပြီးတော့ဒါ program ထုတ်ရတာဖြစ်ပါတယ်ဒါတော့ဒီ program ထုတ်တဲ့နေရာမှာတော့ဒါကိုယ့်ရဲ့ set နဲ့ကိုယ့်ရဲ့ set control နဲ့ဒါကန့်ညီတယ်ဒါ program file format ကိုဒါ use ချက်ထုတ်ပေးရတာဖြစ်ပါတယ်ဒါ post processor ဘိုင်းကတော့ဒီနောက်ပိုင်းမှာအသက်တက်လေးကျွန်တော်ရှင်းပြပေးပါမယ် ပြီးရင်ဒီ program ရပြီဆိုရင် တော့ဒါအကန့်လုပ်ငန်းစီရင်ပိုင်းအရပြီးသွားပြီအကန့်ဒီဒါကက်မော်ဒယ်ကိုခြေခံပြီးတော့ဒါတူးစားတဲ့လမ်းကြောင်းတွေရွေးချယ်သတ်မှတ်ပြရတဲ့ operation မျိုးစားတွေရွေးချယ်ပြရတယ်ပြီးရင်ဒီတူးသားမဲ့လမ်းကြောင်းတွေကို simulation တက်နဲ့ကြည့်မယ်ပြီးရင်ကျွန်တော်ဒီ program ပိုင်းထုတ်ပြရတာဖြစ်ပါတယ်เนาะဒီပိုင်းသုံးခုလေးဒါက operation เนาะကံလုပ်ငန်းစဉ်တွေဖြစ်ပါတယ်ပြီးရင်ဒီ program ပိုင်းရပြီ ဒါသည်ဒါကက်ကန်ရဲ့လုံဆောင်နိုင်တဲ့အပိုင်းပေါ့နော်ဒါနောက်ဆုံး program ရဖို့အတွက်ပဲဖြစ်တယ်ဒီ program ရပြီဆိုရင်အဲ့ဒီ program ကိုကျွန်တော်ကူးပြီးတော့ဒီကူးတဲ့အခါမှာဒါ state data ရှိရင်ပြင်ရသူ့ရဲ့တက်ဆိုင်ရာဒီကတ်တွေနဲ့ပေါ့နော်ငယ်ကူးပြီးတော့ဒီ CNC set ရဲ့ဒီ control panel မှာ control ပေါက်မှာပဲဒီဒီဟိုပေါ့နော်ဒီ program ကိုထည့်မယ်ထည့်ပြီးတော့ set ကိုမောင်းတာဖြစ်ပါတယ်ဒီ set မောင်းတဲ့အခါမှာလည်းကျွန်တော်ဒီ program ကြီးကိုထည့်ပြီးတော့ ဒီမောင်းတဲ့ခလုတ်ပေါ့နော်ဒီ circle step ခလုတ်ကိုသွားနှိမ့်ုံနဲ့မရဘူးပေါ့နော်ဘာလို့အောင်လဲဆိုရင်ဒီရှင်စီဆက်နဲ့ပတ်သက်တဲ့ operation ဘိုင်းနဲ့ပတ်သက်တဲ့ဒီ PC ဒီဆက်မောင်းတဲ့ဘိုင်းနဲ့ပတ်သက်ပြီးတော့ဒီ operation key တွေကြောင်းလဲနားလည်ထားဖို့လိုမယ်ပြီးရင်ဒီ program program 0ပေါ့နော် web 0.0 bin 2 setting တွေ web setting တွေအားလုံးဒါပြင်ဆင်ပေးဖို့လိုပါမယ်အဲ့လိုမျိုး web setting တွေသတ်မှတ်ပြီးပြီး2 setting တွေလုပ်ပြီးပြီးဆိုရင်တော့ကျွန်တော်ဒီ program ကို run လုပ်ရမှာဖြစ်ပါတယ် ဒီမျိုးကန် operation တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီ operation တွေကန်ကတ်ကန်ကိုမသုံးခင်မှာဘာလေးသိထားဖို့လိုမလဲဆိုရင်ဒီ machine သဘောတရားတွေတော့ဒါနားလည်ထားဖို့လိုပါမယ်ဒီ machine သဘောတရားဆိုတာကဒီအားလုံးကိုဆိုလိုတာတော့မဟုတ်ဘူးပေါ့နော်ကျွန်တော်အဓိကအဖြစ်ကျွန်တော်ဒီ CNC set မောင်းဖို့အတွက်ဆိုရင်ဒီနဲ့ပတ်သက်တဲ့ဒီအခြေခံ program structure တွေပြီးရင် two motion တွေပြီးရင်ကြီးကုတ် m ကုတ်အကြောင်းတွေပေါ့နော်ဟုတ်ပြီဒီချက်တွေတော့အတိထားဖို့တော့လိုပါမယ်ဒီ program structure ကတော့ကျွန်တော်ရှေ့မှာလည်းဒီအရင်ရှင်းပြထားတာအများကြီးရှိပါတယ် ဒီ program တခုမှာအဓိကအဖြစ်ဒီအပိုင်း၃ပိုင်းပါပါတယ်။အမ် program step ပိုင်းရှိမယ်။ပြီးရင် cut တိလုပ်တဲ့ပိုင်းရှိမယ်။ program end ပိုင်းရှိမယ်ပေါ့နော်။အဲ့လိုမျိုးအပိုင်း၃ခုရှိမယ်ပေါ့နော်။ဒါကအဲသူရဲ့နမူနာအနေနဲ့ကျွန်တော်ပြောပြတာဖြစ်ပါတယ်။ဒီ program structure တွေရှိမယ်။ပြီးရင် two motion တွေအာ G01 G02 စတဲ့တူးရည်တရားမှုပုံစံမျိုးတွေပြီးရင် G code M code အာ G code M code ကတော့ဒါ code တွေအများကြီးရှိတယ်ပေါ့နော်။ဒါပေမဲ့ကျွန်တော်ဒီကောင်လေးအားလုံးကိုလိုက်ပြီးတည်ထားစရာတော့မလိုပါဘူး။ သုံးများတဲ့ကုတ်တွေပေါ့နော်ဒါမဖြစ်မဖြစ်မနေသုံးနေရတဲ့ကုတ်တွေကြောင်းလို့ဒါတိထားတင်ပါလေအဲ့တော့ဒီဘန်းနေတာတိဖို့လို့မယ်ပြီးရင် home position reference point နေလဲဒါတိထားဖို့လို့မယ် reference point ကိုဘယ်လိုပြန်သွားမလဲနော်ဘယ်နေရာ reference point ခေါ်တယ်လဲဆိုတာတွေဒါနားလည်ထားဖို့လို့လုပ်ပါမယ်ပြီးရင် web page 0 point ဒါကတော့အရေးကြီးတယ်မဖြစ်မနေလိုအပ်ပါတယ်တကယ်ကိုယ်တိုင်းကြွန်းကြွန်းကျင်ကျင်ဘာကဏ္ဍနာဒါတိထားဖို့လို့ပါမယ် web coordinate system program 0 web page 0 point နော်ဟိုအမျိုးမျိုးခေါ်ကြပါတယ် ဒီဘက်ကော်ဒီနေတ်စေတန်ဂျီ90လေးနဲ့59တီတာဒီဟောပေါ့နိကော်ဒီနေတ်ပွိုင်းနိဒါတက်မှတ်ရတဲ့အပိုင်းပေါ့နော်ဒီ web page setting လုပ်တဲ့အပိုင်းနိဒါမဖြစ်မနေဒါကျွမ်းကျွမ်းကျင်ဖို့လိုပါလေပြီးရင် dual offset setting နော် dual တံမိုးတွေတိုင်းနေပိုင်းနိဒါမဖြစ်မနေတီးဖို့လိုပါမယ်နောက်တစ်ခုကကျွန်တော်ဒီ operation နဲ့ဟိုဘယ်နဲ့ဖို့ကပါတယ်ဒီ operation နဲ့ key တွေနော်ဒီ cloud တွေအကြောင်းရင်ပြီးရင်ဒီအပေါ်မှာရှိတဲ့ဒီ function key တွေအကြောင်းရင်ဒါအဲ့တော့မဖြစ်မနေဒါအသိထားဖို့လိုပါမယ် ဒီကတော့ကျွန်တော်ဒီ program ပေါ့နော် program တစ်ခုဟိုဒါလက်ရေး program ပုံစံမျိုးလေးဒါရေးတက်ဖို့တော့လိုပါမယ်နော်လက်ရေး program မျိုးလေးရေးတက်ပြီးတော့ကိုယ်တိုင်ဒါ setting လုပ်မယ်ဘယ်ပစ္စည်းတစ်ခုတော့မောင်းနိုင်တဲ့အထိတော့ဒါနားလည်ထားဖို့လိုပါမယ်အဲ့လိုမျိုးနားလည်ထားမှာပဲကျွန်တော်ဒီကက်ကန်နဲ့ဒီ program ထုတ်တဲ့ပိုင်းကိုဆက်ပြီးတော့လုပ်ဆောင်တင်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ဒီကက်ကန်နဲ့ program ထုတ်မယ်ဆိုရင်လည်းဒီ operation မျိုးစားရွေးဒီ operation အမျိုးစားတွေရွေးတဲ့ယုံနဲ့ဒါ program ကတော့ထွက်လာမှာပဲเนาะထုတ်လို့ရပါမ အဲဒါပေမဲ့ဒီ program ကိုဒီတနေရာမှာပြန်ပြီးဆိုတာအဖိစပီပဲဖြစ်ဖြစ်ပေါ့နော်ဥပမာအနေနဲ့နော်ပြန်ပြီးဆိုပြင်ချင်တယ်ပေါ့နော် editing လုပ်ချင်တယ်ဆိုရင်ဒီ program တခုရဲ့ structure ပေါ့နော် structure ပြီးရင်ဒါအောင် back code ကမလုပ်တဲ့ဆိုတဲ့အဲအပိုင်းလေးတွေဒါနားလည်ထားမှာပဲအဆင်ပြေမှာဖြစ်ပါတယ်နားမလည်ရင်တော့ကျွန်တော်တို့ဒါပြန်ပြင်ဖို့ဆိုတော့လည်းအဆင်မပြေဘူးပေါ့နော်ဥပမာခုဒီထဲမှာဆိုရင်ဒါ amdan data b 1001အဲဒါဆိုရင်ဒါပါလဲပေါ့နော်ဒါဆိုရင် sub program ဆက် program ကိုဘယ်နှခါစားမှလဲအဲ့လိုမျိုးပေါ့နော်ဥပမာဒီသူနဲ့သက်ဆိုင်တဲ့ဒီ program ခြေခံ program ကြီးကုတ်တွေအကြောင်းလို့လားနားလည်ထားဖို့လိုပါတယ်နောက်တစ်ခုကကျွန်တော်ဒီကက်ကန်ကဘာကြောင့်သုံးရတယ်ပေါ့နော်ဘယ်စနေရာမှာသုံးရလဲဆိုရင်အဲပထမဆုံးကျွန်တော်ဒီအရင်တော့ကဆိုရင်ဒီကက်ကန်ရေမသုံးခင်ပေါ့နော်ပထမဆုံးအနေနဲ့ဒီ CNC လက်ရေး program မျိုးပေါ့နော် handwriting မှာတက်လို့ခေါ်တာဖြစ်ပါတယ်လက်ရေး program ပုံစံနဲ့ သုံးရတာရှိတယ်အဲ့ဒီ program ကဘယ်လိုလဲဆိုရင်အခုဒီမှာဆိုရင်ဒါ 3D ပေါ့နော် design 2D 3D တော်ရင်ကိုကြည့်ပြီးတော့ဒါ program ရေးရတာဖြစ်ပါတယ်အရေးတဲ့နေရာမှာအခုဒီမှာဆိုရင်ဒီအဖြောင်းပုံစံဆိုရင်ဒါ G0 နဲ့ရေးရမယ်ပြီးရင် white ပုံစံဆိုရင် G02 G03 နဲ့နော်ဒီ subset ပုံစံဆိုရင်လည်း G02 03စတဲ့ပြင်เนาะအဲ့လိုမျိုး G code M code တွေကြောင်းကိုကာကနနနားလည်ထားဖို့လိုမယ်အဲ့လိုမျိုးနားလည်ထားမှာပဲကျွန်တော်ဒီ drawing ကိုကြည့်ပြီးတော့ program ကိုရေးရတာဖြစ်ပါတယ် ရေးတဲ့ခါမှာ program ကိုခုလိုမျိုးဒီ program ကြီးကိုကူးပြီးဆိုဒီထည့်ရမျိုးမဟုတ်ဘူးဒီ panel ဘက်မှာပဲကျွန်တော်လက်နဲ့ပေါ့နော်ရိုက်ထည့်ရတာဖြစ်ပါတယ်အဲကျွန်တော်ဒီကနေဒီခလုတ်တွေပေါ့ဒီ key တွေကနေမှာရိုက်ထည့်ရတာဖြစ်တယ် program ကိုရိုက်ထည့်ရတာဖြစ်တယ်အဲလိုမျိုးဒါကတော့လက်ရေး program ပုံစံပေါ့နော်ခုဒီကတ်ကန်ကတော့အဲလိုမျိုးအရန်ရှုပ်ထွေးတဲ့ပုံတွေပေါ့နော်အဲဒါမျိုးတွေမဟုတ်ပေါ့လေးတဲ့ရှုပ်ထွေးတဲ့ပုံစံတွေ model တွေပေါ့နော်ဒီ design တွေမှာဒီ mode design တွေဆိုရင်လည်းဒါအရန်ရှုပ်ထွေးလာတယ်အဲ့လိုမျိုး complex model တွေမှာ လေပရဂါမျိုးနဲ့ရေးလို့မရတဲ့အခါပေါ့နော်မရတဲ့ပုံစံတွေအတွက်ကိုဒါကက်ကန်နဲ့ဒါသုံးရတာဖြစ်ပါတယ်ကက်ကန်ကတော့ကျွန်တော်သူ့ရဲ့ဟိုပေါ့ဒီဒီဇိုင်း model ပေါ်မူတည်ပြီးတော့ဒါလူလန်ချောင်းတွေသတ်မှတ်ပေးရတယ်ဒါ program ထွက်လာတာဖြစ်ပါတယ်အဲ့အတွက်ဒီရှုပ်ထွေးတဲ့ PC ဒီဇိုင်းတွေအတွက်ဆိုရင်ဒါကက်ကန် software ကိုသုံးဖို့လိုအပ်ပါမယ်ဒါပေမဲ့ကက်ကန်ကိုသုံးမယ်ဆိုရင်လည်းဒီလေ program ပုံစံမျိုးဒီအခြေခံဒီ programming code တွေအကြောင်း structure အကြောင်းတော့ဒါဒီအချက်တွေဒါနားလည်ထားဖို့လိုပါမယ် ဟုတ်ပြီဆက်လက်ပြီးတော့ကျွန်တော်ဒီကက်ကန်နဲ့ပတ်သက်တဲ့လုပ်ငန်းစဉ်လေးတွေဒီ software နဲ့ဟိုဆက်လက်ရှင်းပြပေးသွားမှာဖြစ်ပါတယ်ဟုတ်ပြီခုကျွန်တော်ဒီပုံမှာဆိုရင်ဒါကတော့ကျွန်တော်လက်ရှိဖွင့်ထားနေတာ software software ပေါ့နော်ခုဒါကတော့ကျွန်တော်ကိုလိုချင်တဲ့ပစ္စည်းပုံပေါ့နော်ခုနကကျွန်တော်ရှင်းခဲ့တဲ့ပုံပေါ့နော် design ပေါ့နော်ဟုတ်ပြီဒီ 3D ပုံကိုဒါ CNC ဆက်မှာခုတ်စားနိုင်ခုတ်စားခြင်းနဲ့ပေါ့နော်အဲ့အတွက်ကျွန်တော်သူ့ကိုဒီစားဖို့အတွက်ဒါ lower deck program ကိုထုတ်ဝင်ပေါ့နော်အဲ့အတွက်ဒီ primary တော့ကတော့ကျွန်တော်ဒီ software နော်ကတ် software နေနဲ့ဒါ solidworks ကိုတုံးထားတာဖြစ်တယ်ဒီ solidworks မှာရေးဆွဲတဲ့အဲ 3D design ပေါ့နော် 3D ပုံကိုဒီ GAN operation အတွက်က GAN လုပ်ငန်းစဉ်အတွက်ကဒီ GAN software ကကျွန်တော် master GAN ကိုတုံးထားဖြစ်ပါတယ်ဒီ master GAN software နဲ့ဆက်ပြီးတော့ဒါ2ဘက်တွေထုတ်မယ်ဒါ program ထုတ်တဲ့ပိုင်းတွေကိုဆက်ပြီးတော့လုပ်ပြပေးသွားဖြစ်ပါတယ်အဲ့အတွက်ကျွန်တော်ဒီမှာဒါကတော့အဲဒါ master GAN မှာ ီအပြာတိုင်းနေတာတူးပတ်တွေပေါ့နော်တူးသားမဲ့လမ်းကြောင်းတွေဒါ operation မျိုးစားတွေတော့ကျွန်တော်တို့ဒါရွေးပြီးသားပေါ့နော်ဂျိုးပြီးဆိုတော့လုပ်ပြီးသားဖြစ်ပါတယ်နော်ဒီအပန်းတွေကိုတော့ဒါရွေးတဲ့ပိုင်းအသေးစိတ်ကိုတော့ဒီမှာအရှင်းမပြတော့ပါဘူးဒါသူ့ရဲ့သဘောတရားပေါ့နော်ဒီမျိုး operation ခုနကကျွန်တော်အဒီကတ် model ကိုခြေခံပြီးတော့နော်ဒီ model ကိုပဲဒီတူးလမ်းကြောင်းတွေဒါရွေးချယ်သတ်မှတ်ပေးရတာဖြစ်ပဲဒီမျိုးသတ်မှတ်ပြီးပေါ့နော်သတ်မှတ်ပြီးဆိုရင်ကျွန်တော်သူ့ကိုရန်ကြည့်မယ်ပေါ့နော်ဘာနဲ့ဆိုတာ simulation လုပ်တာပေါ့နော်ဒီ master က simulator နဲ့ဒီမှာဒီစကြည့်တာဖြစ်ပါတယ်ဟုတ်ပြီခုဒီမှာပေါ်လာပြီเนาะဒီ master simulator ပေါ်လာပြီပြန် automatic view နဲ့ကျွန်တော်ကြည့်လိုက်မယ်ဟုတ်ပြီဒီမှာသူရဲ့ sp ဒါကခုနထုတ်ခဲ့တဲ့ကျွန်တော်ဒီ2ဘက်လမ်းကြောင်းတိုင်းပဲဒီမှာ ပစ္စည်းတွေစားနေတာဖြစ်ပါတယ်ဟုတ်ပြီเนาะဒါကတော့နမူနာအနေနဲ့ပြတာဖြစ်တဲ့အတွက်ဒီသူ့ရဲ့ဒီဟိုပါပေါ့ဒီတာဝကတ်တံမိုးတဲ့တော့ဒါများပါတယ်ကျွန်တော်ဒီမှာထည့်တာเนาะဒီအလောဆယ်ဒီကတိပိုင်းရတော့လေအဓိကမပြောလို့ပါဘူးအဓိကသူ့ရဲ့လုံလုံဆောင်ပုံလေးပေါ့เนาะဒါ step by step ဘာပြင်ဘာလုပ်ရမလဲဆိုတာလေးကိုရှင်းပြပေးတာဖြစ်ပါတယ်အဲ့တော့ပြန်ကြည့်လိုက်ပါမယ်။ ဒါကျွန်တော်ဖြေမှာထုတ်ခဲ့တဲ့ဒါ2ပတ်လမ်းကြောင်းတိုင်းပဲဒါ operation ကိုဒါလုပ်ဆောင်နေတာဖြစ်ပါတယ်။နေဟုတ်ပြီဒါ operation တုံးလို့ဒါပြီးသွားပြီပေါ့နော်။အဲကျွန်တော်လိုချင်တဲ့ပစ္စည်းရတယ်ကျွန်တော်ဒီဒီပစ္စည်းပဲနော်ဟိုဒါစားကြည့်တာဒါအဆင်ပြေတယ်ပေါ့နော်မှန်တယ်ပေါ့နော်ဒါဆိုရင်ဒီ simulation test ကိုကျွန်တော်ဒီမှာဒါပိတ်လိုက်တော့မယ်နော်ဟုတ်ပြီခုဒီလုပ်ငန်းစဉ်ကြီးဒါ can operation ပေါ့နော် can လုပ်ငန်းစဉ်နေဖြစ်ပါတယ်ဒါပြီဆိုရင်ကျွန်တော်သူ့ကိုဒါ food processor ပေါ့နော်ဒါသတ်မှတ်ဒီ CNC control အလိုက်ပေါ့နော်တင်တင်တော်လဲဒါ CNC file format ကိုဒါထုတ်ပြရဖြစ်ပါတယ်နောက်အခုကကျွန်တော်ဒီတိုင်းပဲအတန်းပြီးထုတ်ပြပေးပါမယ်နမစကံကိုအစ်ဖာနေတို့ဒီ CNC program file ကိုဒါခုနကဒီစထားတဲ့ program လမ်းကြောင်းကိုဒါထုတ်ပေးတာဖြစ်ပါတယ် ွန်တီယာဆိုရင် program file ဒါထွက်လာပါပြီဒီမှာ code တရတာအများကြီးပါတယ်ကက်ကန်နဲ့ထုတ်ထားပြတဲ့အတွက်သူကတော့ဒီ tempo နည်းနည်းချင်း new save ပေါ့နော်ဒါ cut ခုနည်းနည်းလေးရွေ့သွားတယ်သူဒီ code တွေအကုန်ထွက်လာတာဖြစ်ပါတယ်လက်ရေး program နဲ့ရေးမယ်ဆိုရင်တော့ခဏခဏပုံဆိုရင်ဘယ်လိုမျိုးအများကြီးတော့မလိုပါဘူးအများကြီးဒီ program ရေးစရာမလိုပါဘူးဟုတ်ပြီဒီနေရာမှာကျွန်တော်ဒီပြန်ပြီးဆိုတော့ tower cut တွေဒီစက်တန်ဖိုးတွေပေါ့နော်ဒါပြန်ပြင်ရယ်ဆိုရင်ပြင်လို့ရပါမယ်အဲ့တော့ကျွန်တော်ဒီ ပြင်မယ်ဆိုရင်ဘယ်နေရာနေသွားပြီးပြင်မလဲဆိုတာမျိုးတွေပြီးရင်2ချိန်မယ်2နံပါတ်တွေပေါ့နော်အခုမှဒီမှာဆိုရင်ဒီအဲဒီထဲမှာဆိုရင်ဒီ470အဲ့လိုမျိုးပေါ့နော်အဲ2နံပါတ်တွေပြင်မယ်ပေါ့နော်အဲဘယ်ဒီဘယ်နေရာမှာသွားပြီးပြင်ရမလဲပေါ့စသဖြင့်ဒီ program ရဲ့အကြောင်းလဲဒါအခြေခံ program ရဲ့သဘောတရားကိုလည်းဒါနားလည်ထားမှအဆင်ပြေမှာဖြစ်ပါတယ်ပြီးရင် sub program ရဲ့အခြေအတွက်တွေပြီးတော့ကတ်တွေ web pc တို့ပေါ့နော် web coordinate system တော့ဘယ်နေရာမှာထားမှလဲအဲ့လိုမျိုးပေါ့နော်ဒီ ခြေခံဘလူးကန်အကြောင်းတွေလည်းနားလည်ထားမှလာအဆင်ပြေမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ဒီလက်ရေးဘလူးကန်နဲ့မလုံလံတဲ့ဒီပစ္စည်းပုံတွေဆိုရင်ဒါကက်ကန်နဲ့ဒါတုံးလို့ရပါတယ်။ဒါမှကက်ကန်တုံးမှဆိုရင်လည်းဒါလက်ရေးဘလူးကန်ပုံစံမျိုးဒီ CNC ဘလူးကန်မီကုတ်တွေအကြောင်းပေါ့နော်အခြေခံဒီ command တွေကြောင့်တော့ဒါမဖြစ်မနေနားလည်ထားဖို့လိုပါပဲ။အခုခုကျွန်တော်ရှင်းပြပေးသွားတော့ဆိုရင်ဒါကက်ကန်နဲ့ပတ်သက်ပြီးတော့ဒါရှင်းပြပေးခြင်းဖြစ်တယ်ဒါကက်ကန် အကြောင်းဦးစာလေ့လာမဲ့တွေအတွက်ဒါမိတ်ဆက်ပေးတဲ့အနေနဲ့ဒါရှင်းပြပေးခြင်းဖြစ်ပါတယ်